ရွန်နိုရဲ့တစ္ဆာတရားတွေအတွက်တန်ရဝင်ခဲ့တဲ့ရက်တရက်တလေမှမရှိခဲ့ဘူး။ပရိသတ်များလုံးဝမေ့လာအောင်မန်ချက်စတာဖော်ဝါ့ဆွန်ကားတွေအားလုံးကိုပြန်လည်ကြိုးလိုက်ပါရင်ဆာလက်ဖာဂူဆန်နောက်ပိုင်းယူနိုက်တက်အကောင်ဆုံးသောကစားမခေါ်ယူမှုကိုပြောပါဆိုရင်လက်ရှိသင်္ကောင်းဆောင်ဘရူနိုဖာနန်ဒက်ကိုလက်ညှိုးထိုးပြရပါပါ။အသင်းကိုရောက်ရှိတဲ့နေ့ကစာပြီးအခုချိန်ထိဘရူနိုဖာနန်ဒက်ကအသင်းအတွက်ပွဲတိုင်းလေးပါကစားထားပေးခဲ့တာပါ။ပွဲဆက်တွေများများဆဆာကစားရတယ်။ပေါ်တူဂီသားကဒဏ်ရာလည်းမရသလောက်ချန်ခံမှုပိုင်းကလည်းအထူးကောင်းမွန်ခဲ့တာပါ။ ရိုနိုဟာပရိသတ်တွေရဲ့အကြိုက်ဆုံးနဲ့ယုံကြည်အားဆုံးကစားမဖြစ်လာခဲ့ပြီးတော့ယူနိုက်တက်ရဲ့အသင်းကောင်းဆောင်ရာလူအထိကိုရခဲ့ပါရင် ။တရပြောင်းရွှေ့ကာလမှာတော့ပုံရင်ရောအေးသွေးရောကောင်းမွန်တဲ့ဘရူနိုဖာနန်တက်ကို Sorry Take Tan League Club အိတ်လေအတင်းကမြန်မာရဲ့ပြောင်းရွှေ့ခြေတွေလောကလာစာရီနဲ့ကမ်းလှမ်းလာခဲ့ပါတယ်။ပိုတူဂီသားနဲ့ Sorry Club တွေရဲ့တင်းတွေကလည်းတော်တော်ကြီးကိုနမဲကြီးခဲ့တာပါ။ဒါပေမဲ့ဘရူနိုဖာနန်တက်ကတော့မွေကြီးအလုံးရင်းနဲ့ကမ်းလှမ်းမှုကိုပယ်ချသွားခဲ့ပါတယ်။လက်ရှိချိန်မှာ United မှာရနေတဲ့လာစာရဲ့၃စားလောက်ရရှိမဲ့ခွင့်ရေးကိုဘရူနိုဖာနန်တက်ကလက်လွတ်ခဲ့တာပါ။ပရိသတ်တွေတော်တော်များများကဘရူနိုတယောက်မွေနောက်ကိုလိုက်မယ်လို့ပဲထင်မှတ်ခဲ့ကြတာပါ။ဒါပေမဲ့ဘရူနိုကမွေထက်အသင်းပေါ်တက်စာရှိမှုတွေ Professional ဆန်မှုတွေကိုပြသခဲ့တာပါ။ ရိုနိုရဲ့တစ္ဆာတရားနဲ့ပတ်သက်လာရင်တန်ရောင်းဝင်စရာတစ်ချိန်မှမရှိခဲ့ပါဘူး။ United အသင်းအောင်မြင်တဲ့အချိန်မှာထွက်သွားကောင်းထွက်သွားနိုင်ပေမဲ့အသင်းကအောင်ဆုံးထိပ်ရောက်နေချိန်မှာတော့ပေါ်တူဂီသားကအသင်းနဲ့အတူရှိနေပြီးတော့ခေါင်းဆောင်ကောင်းတရားအဖြစ်မမမမရက်တည်နေခဲ့တာပါ။ဒီနေ့ဒီဆန်မကတော့လာပါပဲ။နောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းအခြေသတင်းတွေစိတ်ဝင်စားဖို့အကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဤကောင်းချိုးလိုက်ရပါရခင်ဗျာ။